အားလုံးမင်္ဂလာပါအာကျွန်တော်ကတော့ရေထွေပါဒီ Shiny မြန်မာရဲ့ founder တယောက်ဖြစ်ပါတယ်အာဒီနေ့ဒီ video လေးလောက်ရတာတော့ကျွန်တော်ဒါကျွန်တော် channel က subscriber တွေနဲ့ဒါရင်းနှီးနှီးစကားပြောတဲ့ပုံစံမျိုးပေါ့နော်သဘောမျိုးပေါ့နော်ပြီးတော့ကျွန်တော်ဘာတွေလုပ်ခဲ့လဲအခုဘာတွေလုပ်နေလဲပြီးတော့ကျွန်တော်ဒီ journey ကိုဘယ်လိုရှောက်ခဲ့လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်ဒါကကျွန်တော်အကြံဉာဏ်ပေးတာဒီနီလန်ပေးတယ်ဆိုတာထက်ဒါကျွန်တော်ဖြတ်တန်းခဲ့တဲ့ဒီ journeys ပေါ့เนาะဒါကိုကျွန်တော်ပြန်ပြီးတော့မှ sharing လုပ်ပေးတာဖြစ်ပါတယ်အဲအခုလောလောဆယ်တော့ကျွန်တော်ဒီ New Zealand နိုင်ငံမှာ University of Canterbury မှာဒီ Master in Teaching English to the Speaker of Other Languages ဆိုတဲ့ဒီဒီဒီ English are teaching that sign တဲ့ဒီမဟာဘွဲ့ပေါ့เนาะအဲ့ဒါကိုကျွန်တော်ဒီ New Zealand နိုင်ငံအစိုးရဒီ scholarship နဲ့လာပြီးတော့မှတက်ရောက်နေတယ်ပေါ့เนาะအဲအရင်ကတော့ကျွန်တော်မလုပ်ခဲ့လဲဆိုရင်မန်လေးမှာ တုန်းကကျွန်တော်အင်္ဂလိပ်စာသင်ခဲ့တယ်အဲ့ဒီအင်္ဂလိပ်စာမသင်ခင်တုန်းကကျွန်တော်၈နှစ်နီးပါးလောက်ဒါထိုးကြိုက်လုပ်ခဲ့တယ်ပေါ့နော်မန်လီမှာအဲ့ဒီရဲ့ရှိမှာတော့ကျွန်တော်ဟိုတယ်တစ်ခုမှာကျွန်တော် receptionist လုပ်ခဲ့တယ်ဒါပါပဲကျွန်တော်ကြောင်းပြီးတော့ဟိုတယ်လုပ်တယ်ပြီးတော့ထိုးကြိုက်ဖြစ်လာတယ်ပြီးတော့အင်္ဂလိပ်စာဆရာဖြစ်လာတယ်ပြီးတော့အခုဒါ scholar တယောက်အနေနဲ့ New Zealand နိုင်ငံမှာဒါပညာသင်ကြားနေရပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကျွန်တော်လျှောက်ခဲ့တဲ့ဒီခီးတစ်လျှောက်ပေါ့နော်ဒါကိုကျွန်တော်အကြံပြင်းလေးပြုတ်ပြပေးတော့မှာဖြစ်တယ်ပေါ့နော်ဒီထဲမှာ ကျွန်တော်အင်္ဂလိပ်စာတွေဘယ်လိုလုပ်ခဲ့တယ်ဆိုတာလဲပါတာပေါ့နော်အဓိကပြောရရင်တော့ဒီကျွန်တော်အခုနယူးဇီလန်နိုင်ငံမှာဒီ scholar တယောက်အနေနဲ့ဒီ master ဘွဲ့လာပြီးတော့มาတက်ရောက်နေရဆိုတာကျွန်တော်ဒီအင်္ဂလိပ်စာကြောက်မယ်ကျွန်တော်ရဲ့ဒီအင်္ဂလိပ်စာကြောက်မှုလို့ကျွန်တော်ဒီဒီဘွားပြောင်းလဲသွားတယ်ပေါ့နော်ဒီဘွားရက်တည်ဖို့အဆင်ပြေခဲ့တယ်ပေါ့အဲဘာလို့လဲဆိုရင်ကျွန်တော်ကျွန်တော်ရှေးတခြားမှာဆိုရင်လဲအဲကျွန်တော် LN ညွန်လောက်တယ်ဒါလည်းအင်္ဂလိပ်စကားပြောတတ်လို့ အဲလဲညောလို့လို့ရတယ်ပြီးတော့အင်္ဂလိပ်စာသင်တယ်ဒီကိုဗစ်ကာလမှာတူရီဇင်ပြတ်သွားတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာသင်တယ်နောက်တော့ကျွန်တော်ဒီ scholarship နဲ့ဒီကိုရောက်လာတယ်ပေါ့နော်ဟုတ်ပြီဒါကကျွန်တော်ရဲ့ဒီအင်္ဂလိပ်စာအကြောင်းမို့လို့ဒီပြောင်းလဲသွားတဲ့ဒါပြောင်းလဲမှုပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်အင်္ဂလိပ်စာကိုဘယ်လိုလေ့လာခဲ့တယ်လဲပြီးတော့ဒီ scholar တယောက်အနေနဲ့ဒီအင်္ဂလိပ်စာသင်ကြားရေးမဟာဘွဲ့လာတက်နေတယ်ဆိုတော့အင်္ဂလိပ်စာငယ်ငယ်လေးကတည်းကလေ့လာခဲ့တာလားပြီးတော့ ငယ်လေးကတည်းကအင်္ဂလိပ်စာအရင်ကောင်းပါပဲလို့တချို့ထင်ကြလိမ့်မယ်ပေါ့နော်တကယ်တော့အဲ့ဒါကျွန်တော်ရဲ့ဒီ academic history နဲ့ဆိုရင်ဒါဖြောင်းဖြောင်းကြီးကိုစန့်ကျင်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ academic history မှာဆိုရင်အញ្ញံဆုံးဘာသာရပ်ကအင်္ဂလိပ်စာကျွန်တော်အားတန်ဆုံးအတော်ဆုံးကသင်ချာအဲဒါ maybe ဒီဒီဟိုပေါ့ကျွန်တော်တို့ရဲ့ဒီ education system ကကျွန်တော်နဲ့ဒီမကြိုက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်များသောအားဖြင့်ကျွန်တော်ကဒီ ဒီ route landing လို့ခေါ်တဲ့ဒီအလွတ်ချက်စနစ်ပေါ့နော် PND parrot landing လို့လည်းပြောကြတယ်အဲ route landing system နဲ့ကျွန်တော်လည်းအသိပြီးတော့မှမကြိုက်ဘူးကျွန်တော်အဲမျက်ဉဏ်အားနေတယ်ပေါ့အလွတ်သိမ့်မကြက်တတ်ဘူးအဲကြောင့်မလို့သင်္ချာတို့ပါလို့ဆိုရင်တော့ရတယ်ကျွန်တော်ဒီ Twitter ချက်တာတွေအဲ့ဒါတော့နည်းနည်းအားသာတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲဒါပေမဲ့အင်္ဂလိပ်စာကကြတော့အဲကြောင့်မို့လို့ကျွန်တော်ကအင်္ဂလိပ်စာလို့အလိုကျဲတဲ့ဘာသာရပ်တွေအင်္ဂလိပ်စာတို့ဘိုင်ယိုတို့ဆိုရင်အမြဲတမ်းအားနေတယ်ဒါကလည်းဒါကျွန်တော်တို့ဒီ ရှေးအဲကျွန်တော်ဒီမိသားစုအခြေအနေရကျွန်တော်ကဒီအခြေခံပညာကလွဲပြီးတော့မှာပေါ့နော်ကျန်တဲ့ဒီ extra curriculum ဒီ speaking class တွေဒီ computer class တွေဒါတွေမတက်နိုင်ခဲ့ဘူးမတက်နိုင်ခဲ့တော့ကျတော့အင်္ဂလိပ်စာကကျွန်တော်အားနေတာပေါ့နော်ပြီးတော့လေအเจ้าမှာလည်းနည်းနည်းလေးအဲအလီလိုက်တာလေးလည်းပါတာပေါ့အဲ now တစ်ချက်ကကြတော့ကျွန်တော်အင်္ဂလိပ်စာကိုငငယ်လေးကတည်းကလေ့လာတာလားဆိုရင်မဟုတ်ဘူးဗျကျွန်တော်အင်္ဂလိပ်စာစလေ့လာတာကျွန်တော်အသက်20မှာစလေ့လာတယ် အသက်20မှာကျွန်တော်ဒီမန်လေးကဒီအဲလန်းညွန်တယောက်ပေါ့နော်ကျွန်တော်ဆရာပေါ့အခုတော့မရှိရှာတော့ပါဘူးဆရာဆုံးသွားပါပြီဒါပညာဌာနအနေနဲ့ကျွန်တော်ဟိုဒီနှစ်လပေါ့နော်ကျွန်တော်တို့ចောင်းသား9ယောက်လောက်ကို2လလောက်ခေါ်ပြီးတော့မှ speaking သင်ပေးတယ်အဲဒါလေးပဲကျွန်တော်ပေါ်မှာစပြီးတော့မှအင်္ဂလိပ်စာသင်တန်းဆိုပြီးတော့မှစပြီးထိတွေ့ခဲ့ဘူးတော့ဒါလေးသူပညာဌာနသင်ပြီးတော့ပေါ့ဆရာဆရာပညာဌာနသင်ပြီးတော့အဲ့ဒါလေးကနေကျွန်တော်ကအင်္ဂလိပ်စကားပြောတာလေးကိုနည်းနည်းလေးကြိုက်လာတယ်အင်္ဂလိပ်လိုပြောတတ်ချင်လာဝါသနာပါလာတယ် ပါလာပြီးတော့မှအဲ့ဒီမှာကျွန်တော်ကြောင်းပြီးသွားတော့အလုရှာနေတဲ့ချိန်မှာတရက်မှာဆရာနဲ့ပြန်သွားတွေ့တယ်။ဆရာနဲ့တွေ့တော့ဆရာကမင်းဘာလုပ်နေတုန်းနဲ့လောလောဆယ်တော့အလုရှာနေတယ်ဆရာကြီးပေါ့နော်။အဲ့ဆိုရင်လည်းမင်းလောလောဆယ်ကျွန်တော်ကကြောင်းပြီးတာကျွန်တော်ကွန်ပျူတာဆိုင်ယင့်စ်နဲ့ပြီးတာ။အဲ့တော့ကျွန်တော်အလုရှာတာကွန်ပျူတာနဲ့အလုရှာနေတာပေါ့နော်။ဒါပေမဲ့ဆရာကငါအတိဟိုတယ်တစ်ခုမှာတော့တဲ့ဒီ receptionist လိုနေတယ်တဲ့။မင်းခဏဖြစ်ဖြစ်ဝင်လို့ပေါ့ကွာတဲ့။ဒီ ပါလဲဆိုတော့ပြီးတော့မှ main computer ဘက်ကိုပြန်ပြောင်းရင်ပြောင်းပေါ့တဲ့အနည်းဆုံးတော့ main speaking legend လို့ရတာပေါ့ဆိုတော့ဟာကောင်းတာပေါ့ဆရာရေကျွန်တော်လည်းအလုပ်လုပ်ခြင်းနေရဆိုပြီးတော့မှကျွန်တော် main လေးရအဲ့ hotel တစ်ခုမှာဒီညဂျူတီပေါ့နော် receptionist အနေနဲ့စပြီးတော့ဝင်လုပ်တယ်လုပ်တဲ့အခါမှာဘာတွေကျွန်တော်ကြုံတွေ့ရလဲဆိုတော့အဲ့ဒီ hotel ကညသောအဖင်ရဒီ80 to 90% of their guest were like a tourist ပေါ့နော်ဒီအဲ့ဒီ 80 90ရာခိုင်နှုန်းလောက်ကဒါ tourist day ကြီးပဲကျွန်တော် backpacker လို့ခေါ်တယ် job boy တလုံးခရီးသည်တွေပေါ့သူတို့တွေကိုကျွန်တော်ကဒီ reception နဲ့ဆိုတော့ကျွန်တော်က dealing လုပ်ရတယ်သူတို့တွေအခမ်းအပြတနာတွေရှင်းရတယ်သူတို့ mail information တွေပေးရတယ်ပြီးရင် man လေးကိုယောက်လာတယ်သူတို့ဘာ plan မှမရှိဘူးအဲ့ဒါကြီးတွေကျွန်တော်ရှင်းပြရတယ်မင်းဘယ်ကိုသွားဘာလုပ်ဆိုတာပေါ့နော်အဲ့လိုနဲ့ကျွန်တော်ကအင်္ဂလိပ်စကားပြောရတာပျော်လာတယ်ဧည့်သည်ပေါင်းစုံနဲ့ပြီးတော့ ကျွန်တော်မသိဘဲနဲ့ဘာတွေရနေလဲဆိုတော့ကျွန်တော်ဒီနိုင်ငံသားဧည့်သည်ပေါင်းစုံလူမျိုးပေါင်းစုံရဲ့ဒီနိုင်ငံသားအင်္ဂလိပ် accent ပေါင်းစုံပေါ့နော်ကျွန်တော်နားတွေကိုဝင်ပြီးတော့မှတဖြည်းဖြည်းနဲ့ listening ကောင်းလာပေါ့နော်ပြီးတော့လေသူတို့နဲ့လေ communicate ကလုံနိုင်လာတယ်ဒါပေမဲ့အဲဒီတော့ကျွန်တော်ပြောတယ်ဆိုပေမဲ့ဧည့်သည်တွေနဲ့စကားပြောနေတယ်အဆင်ပြေနေတယ်ဆိုပေမဲ့ဒါ communicative ဖြစ်နေတယ်ဆိုပေမဲ့ဒီ grammar ဆိုတာကြီးကိုကျွန်တော်မသိကျွန်တော်သင်လည်းမသင်ခဲ့ဘူးအကြောင်းနေမှာတော့သင်တယ်ဒါပေမဲ့ကျွန်တော် မှတ်ညံမကောင်းတဲ့အတွက်အဲ့ဒါကြီးလည်းမရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးနဲ့အဆင်ပြေနေအဲ့တော့ကျတော့ကျွန်တော်ပြောတဲ့ English sentence တွေကဒါပေါ့နော်တခါလေကြောက်ရလဲမှားနေတာကြီးရှိမယ်အသုံးတွေလွဲနေတာကြီးရှိမယ်တခါလေကြောက်ရလဲ short sentence တွေများတယ်ပေါ့နော်ဒါမြန်မာလိုပြောရရင်တော့ဒါ broken english ပေါ့ဗျာတကယ်တော့ကျွန်တော် English စာတကယ်ဟိုမှာတော့ broken english ဆိုပြီးတော့မှအခေါ်ဟိုမှာရှိပါဘူးဒါကျွန်တော်တို့ဒါမြန်မာကြီးတီထွင်ထားတဲ့ဒီစကားလုံးတစ်ခုလို့ကျွန်တော်ထင်တာပဲအဲ့ဒါကြီးနဲ့ပြောနေပါတော့ပြီးတော့လည်း နေစင်ထားတယ်ပဲပြောတယ်နောက်ပြီးတော့ဟိုတယ်မှာကျွန်တော်အတွက်ကောင်းတာတစ်ခုကဘာလဲဆိုတော့ကျွန်တော်စာရီအများကြီးဖတ်ဖြစ်တယ်ညပိုင်းကျွန်တော်ဂျူဒီယာညပိုင်းဆိုတော့ကြတော့ကျွန်တော်ဒီည7ကျော်ရဲ့ဧည့်သည်တွေအကုန်အိပ် ပြီးဆိုရင်ကျွန်တော်ဘာမှလုပ်ဆရာမရှိတော့အဲ့တော့ကျွန်တော်စာအုပ်တွေဖတ်တယ်အဲ့ဒီဖတ်တဲ့စာအုပ်တွေရဲ့ဘူသူဒ်တွေကကျွန်တော်အလန်းညုံဖြစ်လာတဲ့အခါမှာအအထောက်ကူတွေအများကြီးပေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဟိုတယ်နဲ့ကက်ရက်မှာလည်းအခုနာမည်ကြီးနေတဲ့ဒီစာအုပ်ဆိုင်ကရှိနေတာပေါ့နော် အဲ့တော့ညဆိုရင်အဲ့မှာစာအုပ်သွန်းငါးရဲတညလုံးစာအုပ်တွေထိုင်ဖတ်တယ်။နောက်အသက်ကြာတစ်ခုက2010ဝင်းကျင်ရဆိုတော့ကျွန်တော်တို့ဖုန်းတွေမှာအင်တာနက်မသုံးနိုင်ကြသေးဘူး။ဒါပေမဲ့ဟိုတယ်မှာအင်တာနက်ရတယ်။အဲ့တော့ကျွန်တော် GDPB ဆိုရင်အဲ့ဟိုတယ်မှာအင်တာနက်သုံးတယ်။ဒါပေမဲ့သုံးလို့မယ်ဘာတွေလုပ်လဲဆိုတော့ကျွန်တော်ဝါသနာပါတဲ့အင်္ဂလိပ်လိုစာအုပ်တွေရှာဖတ်တယ်။ကျွန်တော်ကကျောင်းတွေမှာသင်တဲ့သင်ကြားရေးပုံစံမျိုးနဲ့ formal education ပုံစံနဲ့ကျွန်တော်လည်းသိအဆင်မပြေဘူး။မပြေတော့ကျွန်တော်ကကိုယ့်ဘာသာကို learning style တစ်ခုထွင်ပြီးတော့မှလုပ်တယ်။ဘာတွေလုပ်လဲဆိုတော့ကျွန်တော် အင်္ဂလိပ်စာကိုဒီ English joke ဆိုတဲ့ဟာတွေပေါ့နော် online မှာ share တယ်အဲ Google မှာ share တယ်ပြီးတော့ဖတ် ပြီးဖတ်တယ်အဲ့မှာဘာဖြစ်လဲဆိုတော့သူတို့ရဲ့ sentence တွေအဲ့ဒီ vocabulary တွေဒါ usage တွေအဲ့ဒါတွေရတယ်ပေါ့နော် English joke တွေကိုယ်လည်းဟာတာလောက်ရတာဝါသနာပါတာ ਉ အဲ့လိုမျိုးနဲ့ share ဖတ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဘာကြီးဆက်လုပ်လဲဆိုတော့ဒီ English သချင်းတွေ share ပြီးတော့ download ဆွဲတယ်ဒီ hotel မှာ internet ရအောင်အဲ့ဒါကိုအခွင့်အရေးကိုကျွန်တော်အသုံးချတာပဲပြီးရင် ဒါလို့ဆိုရယ်ဆွဲပြီးတော့မှကျွန်တော်ကအင်္ဂလိပ်သချင်းရဲ့ lyrics တွေပေါ့နော်အဲ့ဒါတွေကိုလည်း share share ပြီးတော့မှကျွန်တော် print out print out ပြီးတော့မှအခုချိန်ထိကျွန်တော်မှရှိသေးတယ်အိမ်မှာဆိုရင်အဲ့ဒီ english သချင်းနေ print out ထားတဲ့စာရွက်တွေတစ်ထပ်လိုက်ကြည့်အပုပ်90ကျော်မယ်အဲ့ဒါရင်းနဲ့ဒီကျွန်တော် mp3 ထဲမှာထည့်ထားတယ်အဲ့တော့ mp3 ပေါ့ဖုန်းရှိသူ mp3 ထဲမှာထည့်ထားတယ်ပြီးရင်အဲ့ဒီ lyrics တွေလိုက်ဖတ်တယ်ကျွန်တော်သချင်းဆိုလဲဝါနာပါတော့လိုက်ဖတ်တယ်အဲ့ဒီမှာ automatic ဘာဖြစ်လာလဲဆိုတော့ listening ရယ်ပြီးတော့ကျွန်တော်ရဲ့ဒီ pronunciation ပေါ့နော်ဒီနည်းနည်းလေးရှာသွက်လာတယ်ပေါ့နော်ရှာလေးသွက်လာတယ်ကောင်းလာတယ်ဒါကျွန်တော်ကျွန်တော်ရဲ့လေ့လာပုံပေါ့နော်အင်္ဂလိပ်စာလေ့လာပုံပေါ့ဒါလေ့လာနေရလို့ကိုကျွန်တော်မထင်ဘူးကျွန်တော်ဝါသနာပါတာကျွန်တော်လုပ်နေတယ်လို့ပဲထင်လားအဲ့ဒီချိန်တော့အဲ့လိုနဲ့ပေါ့နော်ဒါပေမဲ့ဟိုတယ်မှာနည်းနည်းလေးကြာလာတော့ကိုကိုပြန်သုံးသက်တာပေါ့ကျွန်တော် reflect လုပ်တယ်ငါအခုတော့ငါ fluency တော့ကောင်းနေပြီပေါ့နော်အဲ့ဒါနဲ့စကားတွေပြောနိုင်နေပြီနိုင်ငံခြားသားနဲ့ဒါပေမဲ့ accuracy ဘိုင်းမှာလိုနေသေးတယ်လို့ကျွန်တော်ထင်တယ်ပြီးတော့တနေ့တနေ့ကျွန်တော်ပြောနေရတဲ့ scope ကလည်းအရင်ချင်းတယ်ဟိုတယ်မှာဥပမာအခန်းထဲမှာ echo မအေးတာရေပူရေအေးမရတာပြီးရင်အဲမနေ့ပြန်အတွက်ခီးစဉ်နေစီစဉ်ပေးရတာဒီလောက်ပဲကျွန်တော်ပြောရတယ်ဒီထက်ပိုပြီးတော့မှပြောချင်လာတယ်ပေါ့နော်ကျွန်တော်ပိုပြီးတော့မှ conversation တွေအကြာကြီးတွေပြောချင်လာတယ်အဲ့တော့ကျွန်တော်ကျတော့ကျွန်တော်ဘာလုပ်ရမလဲစဉ်းစားတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော် LN ညုံတင်တယ် 2013မှာကျွန်တော်အလန်းညော်တင်တယ်ဝင်ကွင်းဖြေလိုက်တယ်ဖြေလိုက်တော့ကံကောင်းထောက်မစွာနဲ့အောင်သွားတယ်အောင်သွားပြီးတော့မှာ2013မှာကျွန်တော်အလန်းညော်ဖြစ်လာရပေါ့ဗျာအဲ့တော့အလန်းညော်ဆိုတာလေကျွန်တော်ကဒီအလန်းညော်ဖြစ်လာပြီးမှတန်းပြီးတော့မှဒီ throughout guide ဖြစ်လာတာမဟုတ်ဘူးအဲပထမတော့ကျွန်တော် regional guide ပေါ့နော် regional guide ဆိုတာမန်လေးမှာပဲအဲ့တဲ့လေးကိုတော့ဝန်ဆောင်မှုပေးတဲ့အလန်းညော်တယောက်ပေါ့နော်မန်လေးဝင်ချင်းမှာ regional guide ဖြစ်တယ်ဒါပေမဲ့2000 စက္ကွန်လောက်မှစပြီးတော့မှကျွန်တော် throughout guide စဖြစ်တယ်ပြီးတော့ဒီ cruise guide လည်းအဲ့ဒီမှာပဲ2019မှာပဲကျွန်တော်ဖြစ်သွားတယ်ကျွန်တော်ရဲ့ဒါ career မှာအမြင့်ဆုံးရောက်တဲ့နှစ်လို့ပြောလို့ရတာပေါ့နော်ဒီ throughout guide ဆိုတာကတော့ကျွန်တော်ရန်ကုန်ကနေစပြီးတော့မှဥမာရန်ကုန်မန်းလေးပုဂံအင်းလေးဆိုတာမျိုးမြို့တိုင်းကိုကျွန်တော်လိုက်ပြီးတော့မှဝန်ဆောင်မှုပေးတာပေါ့အဲ့ဒါနဲ့တပါးလေးလိုက်ပြီးတော့ပြီးတော့ကျွန်တော်ကဒါ English speaking guide ဖြစ်တဲ့အတွက်ကျွန်တော်ဒီ tourism market မှာကဒီ English speaking guide တွေကတခြား ဘာသာစကားပြောအဲလန်ညိုနေနဲ့ရှိရင်အရန်များရပေါ့နော်များတဲ့အတွက် competition ကပိုများတယ်အဲကြောင့်မလို့ English speaking guide တယောက်ဆိုရင်ကျွန်တော်တို့ဒီ throughout ဖြစ်ဖို့ကဒီတိတ်မလွယ်ဘူးပေါ့နော်အရန်မလွယ်နေဘူးအဲကြောင့်တော့ဒါ throughout guide ဖြစ်လာတယ်ပေါ့ throughout guide ဖြစ်လာတော့ဒီအရင်က regional guide တုန်းကကျွန်တော်တို့ကမန္တလေးမှာအဲ့တည်းအလွန်ဆုံးတွေ့ရလား2ရက်3ရက်ဒီလောက်ပဲအဲ့တော့ဥမာထားပါတော့မန္တလေးမှာလေကြတယ်ကုသိုလ်တော်တို့ဖရာကြီးတို့ ပြီးရင်မဟာကန္နာယုံမွန်နစ်ထရီတို့ပြီးရင်ပါလေဥပိန်ဘရစ်တို့တခြားပေါ့နော်ဒီသူတို့ကြိုက်တဲ့အစားအစာတွေဘာတွေညာတွေဒါတွေအကြောင်းကိုကျွန်တော်တို့ကအကြက်ထားမယ် culture တွေ food တွေပြီးတော့ religion တွေ politics တွေဒီနှစ်ရက်စာသုံးရက်စာပေါ့နော်ဒါဆိုရင်ကျွန်တော်ကအဆင်ပြေနေပြီဒါပေမဲ့ကျွန်တော်ဒီထက်ပိုပြီးတော့မှလှုပ်ရှင်လာတယ်ပေါ့နော်ငါအဲ့ဒင်နဲ့တစ်လျှောက်လုံးသွားခြင်းနဲ့အဲ့ဒင်နဲ့ဥမာ throughout guide လိုမျိုးနှစ်ပတ်လောက်ပေါ့နော်၁၄ရက်လောက်သွားရင်ငါပြောစရာစကားမရှိတော့ဘူးပေါ့နော်အဲ့မှာကျွန်တော်၂၀၁၉မှာဖြစ်သွားတယ်ပေါ့ကံလဲပေးတာပေါ့နော် ဖြစ်သွားတဲ့အချိန်မှာစာရက်ပိုကျက်ပြီပြီးရင်အဲ့ဒီအချိန်မှာဒီစကားပြောတဲ့အတတ်ပညာပို့ပြီးတော့မှအရေးကြီးလာပြီဘာဖြစ်လို့လဲဆိုတော့နန်းလေးမှာသွားတော့ကျွန်တော်ဧည့်သည်2ယောက်3ယောက်လိုမျိုးလေးနေပဲသွားတယ်ဒီ2ယောက်3ယောက်မိသားစုမျိုးလေးပေါ့နော်အဲ့မဲ့ through out guide ဖြစ်လာတဲ့အချိန်မှာကျတော့ဧည့်သည်တွေ group တွေကင်လာရပြီပေါ့နော်ဥပမာ10ယောက်တို့15ယောက်တို့အဲ့လို group တွေကင်လာရတယ်အဲ့လို10ယောက်တို့15ယောက်တို့ဖြစ်တဲ့အခါမှာကျတော့ဒါကျွန်တော်ရဲ့ presentation skill ကလိုလာပြီ ညနေချင်းတိုင်း one on one ပြောတာကတိတ်မခက်ဘူးဘာလို့လဲဆိုတော့ဒါ conversation type နဲ့သွားလို့ရတယ်ဒါပေမဲ့ဟို group တွေနဲ့သွားတဲ့အခါမှာကျတော့ကျွန်တော်က conversation နဲ့မရတော့ commentary တွေပေးရတယ်ပြီးရင်ဒီ presentation တွေပေးရတယ်ပြီးရင် lecture တွေပေးရတယ်ဥပမာကျွန်တော်တို့ပြောကြမယ်ဟိဆို CCPL ပေါ့နော်ဒါ conversation ပြီးရင် commentary presentation lecture ပေါ့နော်ဒီ lecture တွေပေးတာကျတော့ကျွန်တော်ပြန်မပေးရတာများလဲဆိုရင် ဒါကျွန်တော် cruise guide ဖြစ်တဲ့ချိန်မှာသင်္ဘောမှာ lecture တွေပေးရတယ်ဥပမာတနာကြီး lecture တို့ပါတို့ဘာကြောင်းနေပြောရတာများလဲဆိုရင်ဒါ Buddhism တို့ပြီးရင် the life of buddha တို့ပြီးရင်ဒီဒီမြန်မာဒီ political situation တို့ပြီးရင်ပါတို့ way of life of Burmese people တို့ပါတို့ဒီလိုဟာတွေပေါ့ကျွန်တော် presentation တွေ lecture တွေပေးရတယ်အဲ့ဒီတော့ကျွန်တော်စာရီပူချက်ရတယ်ဒါပေမဲ့အဲ့ဒီချိန်ကြီးကျွန်တော်ကိုယ့်ကိုမကျေနပ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အင်္ဂလိပ်စာက စကေးကမမြဘူးဖြစ်တယ်ဘလို့မမြရလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်ကဒီမှာဘုဒ္ဓဇင်ကိုပြောဖို့အတွက်ဆိုရင်ဘုဒ္ဓဇင်နဲ့ပတ်သက်တဲ့စကားလုံးတွေအသုံးတွေကျွန်တော်ရှာဖတ်တယ် politics ဆိုရင် politics နဲ့ပတ်သက်တဲ့စကားလုံးတွေအသုံးတွေကိုရှာဖတ်တယ်အဲ့ဒီအတွက်ကျွန်တော်မှာ vocabulary တွေအများများတယ်ဥပမာဘုဒ္ဓဇင်နဲ့ပတ်သက်တဲ့တော်ရုံဒီ english user တွေဒီတိတ်မသိမဲ့စကားလုံးတွေနည်းနည်းချွတ်ချွတ်စကားလုံးတွေပေါ့နော်ဒီဘုဒ္ဓဇင်နဲ့ပတ်သက်တဲ့ဟာတွေပြီးရင်ဒါ religion နဲ့ပတ်သက်တာတွေပြီးရင် politics နဲ့ပတ်သက်တာတွေပြီးရင် culture နဲ့ပတ်သက်တာတွေဒါတွေဆိုရင်စကားလုံးတွေအများကြီးသိတယ်။ဒါပေမဲ့ဒီ vocabulary တွေများနေပြီမြင်ကျွန်တော်မှဒီ linguistic divisors တို့ဒီ functional language လို့ခေါ်တဲ့ဒီစကားပြောပုံစံတွေအဲ့ဒါတွေကကျွန်တော်မှသိမရှိဘူး။ဒီ sentence တွေကဒီပုံစံလေးကြီးပဲ vocabulary တွေလာပြောင်းအောင်လဲကျွန်တော်ရဲ့ sentence တွေကဒီပုံစံနေနဲ့ကြီးပြောနေတာကိုကျွန်တော်သတိထားမိတယ်။ဒါကဘာပြောချင်တာလဲဆိုတော့ ဒါ self reflection ဆိုတာအရေးကြီးတယ်ကိုယ့်ကိုယ်ကိုအမြဲတမ်း reflect လုပ်တယ်ပေါ့နော်ငါဘာတွေလိုအပ်နေလဲဘာတွေလိုအပ်နေလဲဆိုတာမျိုးအဲ့မှာကျွန်တော်ဟွန်းငါအင်္ဂလိပ်စာတော့ဟုတ်ပြီဒီ fluency ဘိုင်းရေငါရဲ့ဒီ vocabulary knowledge ရေပေါ့နော်ဒါကတော့အထိုင်လျောက်တော့ဒါကျင်းနေကျင်းနေဆရာကောင်းနေပြီပေါ့နော်ဒါပေမဲ့စာတပုတ်ကိုမင်းရေးပါဟေ့ဆိုရင်မရေးနိုင်ဘူးဘော confident မရှိဘူးကျွန်တော် grammar ကိုမသိဘူးပြန် accuracy ကောင်းလာဆိုတော့ကို English စာက accuracy ကလည်းအဲ့လောက်ကောင်းမနေဘူးပြောရရင်တော့ကျွန်တော် ဒီအင်္ဂလိပ်စာကိုဒီ academic လေးမရဘူးပေါ့နော်အဲ့တော့ဒီ academic english ကိုငါလုပ်ချင်တယ်ပေါ့အဲ့မှာစဉ်းစားမိတယ်ပြီးတော့အဲလန်ညွန်ဘွားနဲ့ပြောနေတယ်အရန်ပြောတယ်ဒါကျွန်တော်ရဲ့ဒါ passion ပဲကျွန်တော်ဘွားမှာအကြိုက်ခဲ့ဆုံးအလုပ်ပဲအခုလဲခွင့်ရရရင်ပြန်လုပ်မှာဒါပေမဲ့တက်တက်လုံးလုပ်မလားတကြီးသွားရင်ရောအဲလန်ညုံပဲလုံနေဦးမလားတခြားဘက်လေးမပြောင်းချင်ဘူးလားဆိုတဲ့အချိန်မှာအတကြီးသွားလဲအဲလန်ညုံလုံချင်ပေမဲ့တခြားလုံလေးတခုလည်းဒါပြောင်းချင်လာတယ်ပေါ့အဲ့တော့ငါစတင်မလားပေါ့နော် အဲ့တော့ကျွန်တော်စဉ်းစားပြီးတော့မှဘာလုပ်လဲဆိုတော့ဒီ2019ခုနှစ်မှာဒီမန်လေးတက္ကသိုလ်ကဒီတော့ DELT ပေါ့နော် Diploma in English Language Teaching ဆိုအဲ့ဒီ program ဖွင့်တော့ကြတော့ကျွန်တော်ဝင်ဝင်ဖြေလိုက်တယ်အဲ့ဒါလည်းကံကောင်းထောက်မှဆိုရင်အောင်သွားတယ်ပေါ့နော်ဝင်ဝင်အောင်သွားတယ်အဲ့ဒီမှာကျွန်တော် Academic English ကိုစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ Academic paper တွေ research paper တွေဖတ်ရတယ်ပြီးရင် um academic essay တွေရေးရတယ် reflective journal တွေပြီးတော့ဗါတော့ critical response တွေဒါတွေရေးရတယ်ပေါ့နော်နောက်ဆုံးကျွန်တော်တို့ research paper ရေးရတယ်ရေးတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော် the academic english ဆိုတာဒါပါလားပေါ့စပြီးတော့လှုပ်ဖြစ်လာတယ်ဒါမဲ့လည်းကျွန်တော်ဒီအားရကျင်တဲ့အထိမရောက်သေးဘူးမရောက်သေးဘူးအဲ့ဒီမှာဒီအဲ့ဒီ ELT ကလည်းကျွန်တော်တို့စာမွေးဖြေနေတဲ့နောက်ဆုံးနေ့မှာပဲကျွန်တော်မပြီးလိုက်ဘူးစာမွေးဖြေနေတဲ့နောက်ဆုံးနေ့မှာပဲကိုဗစ်ကြောင့်မလို့အားလုံး lockdown ချလိုက်ရတယ်ကျွန်တော်စာမွေးနောက်ဆုံးတစ်ပါးသာကျန်သေးတယ် ကိုဗစ်ဖြစ်သွားတော့ကျောင်းနေလည်းတက်လို့မရဘူးပြီးတော့ကျွန်တော်အဲ့တည်းလည်းမလာတော့ဘူးကျွန်တော်ဂိုင်းလို့လို့လည်းမရတော့ဘူးပေါ့နော်ဆိုတော့အဲ့မှာဘာလှုပ်ဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီ YouTube channel လေးကိုကျွန်တော်ထောင်လိုက်တယ်ဘာလဲဆိုငါဘာသာငါငါအင်္ဂလိပ်စာလှုပ်မယ်အင်္ဂလိပ်စာလှုပ်ရင်းနဲ့လည်းတခြားလူတွေကိုသင်ပေးတာကျွန်တော်ခံယူချက်ကဒီလိုတခြားလူတွေကိုသင်ပေးတာကကိုယ်ပို့ပြီးတော့မှပို့ပြီးတော့မှတော်စီတက်စီတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒါကိုကိုယ်တိုင်း အဲသူများကိုတင်ပေးဖို့အတွက်ကျွန်တော်ကိုယ်တိုင်သိမှဖြစ်မယ်ကိုယ်တိုင်နဲ့နဲ့ချွတ်ချွတ်သိမှဖြစ်မယ်ဥမာသူများကိုကျွန်တော်က9မျိုးလောက်တင်ဖို့အတွက်ကျွန်တော်10မျိုးလောက်သိထားမှဖြစ်မယ်အဲ့တော့ကျွန်တော်ဒီ channel ကိုလုတ်လိုက်တယ် sharing လုပ်ဖို့ဆိုပြီးတော့မှအဲ channel လေးကမထင်မဲ့ဖဲနဲ့ဒီ covid ကာလလည်းဖြစ်တော့ကြတော့ဒါမထင်မဲ့ဖဲနဲ့ပေါ့နော်ဒီအထိုက်လျောက်လေးအပေးမှုလေးရတယ်ရတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်ထိုက်လျောက်အပေးမှုလေးရတဲ့အတွက်ကျွန်တော် ဒီအပြင်မှာပေါ့နော်ကျွန်တော်တို့ဒါသင်တန်းတွေဖွင့်ထားနေတယ်သင်တန်းဖွင့်ပါလားပါလားညာလားဆိုတော့ကျွန်တော် online class လေးစပြီးတော့မှဖွင့်တယ်ဒီ channel မှာပဲကျွန်တော်တောင်းဆိုကြတယ်ဒီ comment တွေထဲမှာသင်တန်းဖွင့်ပါလားဆိုတော့ကျွန်တော်အဲ့ဒါသင်တန်းဖွင့်ပြတယ်ပေါ့ဗျာသင်တန်းဖွင့်ပြရင်လည်းမှအင်္ဂလိပ်စာစပြီးတော့မှသင်ပြလာတယ်အဲ့ဒီကြတော့မှကျွန်တော် grammar ကိုစပြီးလေ့လာတယ်ဘာဖြစ်လို့လဲဆိုတော့သူများကိုစာသင်တော့မယ်ဆိုတော့ကျွန်တော် grammar သိမှရတော့မယ်ဒီတရားကိုသိမှရတော့မယ်အဲ့တော့ကျွန်တော်ပြောချင်တာက grammar ကိုလုံးဝသိဖို့မလိုဘူးလို့ပြောတာမဟုတ်ဘူးเนาะ ဒါပြီးတော့ဟိုဘာလို့လဲအထိပ္ပယ်ကောက်လွဲတော့မှာဆိုလို့ကျွန်တော် grammar ကိုကြာကြာနာနာလေ့လာတာကိုပြောတာအဲ့ဒီရှေ့မှာတော့အတိအောင်ကတက်အောင်ကလေးဝိရိဝါဒလေးရှိတာပေါ့နော်ဒါပေမဲ့သူများကိုစတင်မှုအတွက်ကြာကြာနာနာအဲ့ဒီကျမှကျွန်တော်လေ့လာဖြစ်သွားတယ်ပြီးတော့ကြော်လေစာအုပ်တွေထဲမှာပါတဲ့ဟာတွေကကျွန်တော်ကကလေးတွေကိုသင်မှုအတွက်လုံရင်းလုံရင်းနဲ့ကျွန်တော်ကပါပါလို့လဲဆိုတော့စာတွေရရလာတယ်အဲ့ဒီမှာမှကျွန်တော်စပြီးတော့မှ grammar ကိုစပြီးတော့မှရသွားတယ်ပေါ့နော်အဲ့ဒီမှာလေ2000 2023လောက်မှာဒီစာသင်နေရပေါ့နော်စာသင်နေနဲ့ပဲအဲ့ဒီမှာဒီတငယ်ချင်းတယောက်ကဒီ Facebook မှာ share ထားတဲ့ post လေးတွေ့လိုက်တာဒီ New Zealand ကဒီ Manaki ဆိုတဲ့ scholarship ခေါ်နေတယ်ပေါ့အဲ့ဒါကျွန်တော်လည်းရှာရှည်ပြီးဝင်ကြည့်တယ်ဝင်ကြည့်တော့ကြတော့ဟာ scholarship ကဟို IELTS က Panama State မှာမလိုသေးဘူးတဲ့ပေါ့နော်ငါတင်ကြည့်လိုက်မှပဲဆိုပြီးတော့မှတင်ကြည့်လိုက်တယ် တကယ်တော့ကျွန်တော်မျောလဲမျောလဲမထားဘူးဘာဖြစ်လို့လဲဆိုတော့ကိုကအရင်ကတည်းကလည်းစာတော်တဲ့သူလည်းမဟုတ်ဘူးလေနော်ပြီးတော့ academy အတိုင်းဝိုင်းလည်းမဟုတ်တော့ကြတော့မရတော့ပါဘူးပေါ့ဒါပေမဲ့အတွေ့အကြုံရအောင်စမ်းတင်ကြည့်လိုက်မယ်ပြီးတော့လည်း IELTS ဖြေစရာလည်းမလိုသေးဘူးပေါ့နော်ဖြေ IELTS ဆောင်မွေးစည်းကြည့်ရအောင်အဲ့နဲ့တင်လိုက်ရောတင်လိုက်တော့ကြတော့အဲ့ဒါဒီပထမ stage အဆင့်ကအောင်သွားပြီးတော့မှဒီကျွန်တော် interview တွေပါတီရောက်သွားတယ်။ interview တွေပါဖြေဖြေပြီးတဲ့အချိန်မှာကျွန်တော် IELTS ဖြေဖို့ပြောရော။ ဒီ scholarship team ကအဲ့ဒီ TSK ဘိုးတို့ date ပေးတဲ့အချိန်ကဒီအစောဆုံးကကျွန်တော်တို့နှစ်ပတ်ပဲယူရမယ့်ရတဲ့နှစ်ပတ်ပဲကျွန်တော်အစမပါလာဘူးထင်ပြီးတော့မှ IELTS ကိုလုံးဝမလုပ်ထားဘူးမလုပ်ထားတော့ကျွန်တော်နှစ်ပတ်တည်းနဲ့ဟာသွားပြီပေါ့နော်ဘယ်လိုလုပ်ရမလဲမပြားနေများတော့ဘာလို့လဲဆိုတော့ကျွန်တော်စာလည်းလုံးဝလည်းမသိဘူးဒီကျွန်တော် academic အပိုင်းကိုလည်းလုံးဝမရဘူးဟာသွားပြီပေါ့နော်အဲ့ဒါနဲ့ဘယ်လိုလုပ်လဲဆိုတော့နှစ်ပတ်အတွင်းမှာပဲကျွန်တော် လုံလက်စအလုပ်တွေအတန်းတွေကုန်ပိတ်ပြီးတော့မှကျွန်တော်ဒီအတန်းတွေနားပေါ့နော်ကျွန်တော်တင်နေတဲ့အကြောင်းအရာတွေလည်းအတန်းနားနားပြီးတော့မှဒီ IELTS ကိုအဲ့နှစ်ဘက်ကိုကျွန်တော်ကိုယ့်ဘာသာကို self study လုပ်တယ်အထက်ကကျွန်တော်အကြောက်ဆုံးကကျွန်တော် speaking လည်းမကြောက်ဘူး listening လည်းမကြောက်ဘူး reading လည်းမကြောက်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အများအမ်းဒီ reading ကစာဖတ်နေတာပေါ့နော်ဒီအင်္ဂလိပ်လိုလည်းဖတ်တယ်အဲ့တော့ reading လည်းမကြောက်ဘူးကျွန်တော်ကြောက်တာ writing ပဲကျွန်တော်လက်တွေ့ writing ရေးဖို့ကြကျွန်တော်လက်တွန့်အဲ့တော့ဆရာလည်းမရှိဘူးဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် ChatGPT ကိုအားကိုးတယ် ဲ့ဒီနေလေးကိုလည်းကျွန်တော်ဗီဒီယိုတက်တက်လုပ်ပြီးမှ ChatGPT နဲ့ကျွန်တော် IELTS ဘယ်လိုလုပ်လို့ရလဲဆိုတာ။ဒါလဲဆိုကျွန်တော်က IELTS essay တွေဖတ်တယ်။ဖတ်ပြီးတော့မှ structure တွေ usage တွေကိုကျွန်တော်ထိုင်ရိုက်လက်ပူတိုက်ပြီးတော့မှကူးချတယ် copy လုပ်တယ်။လုပ်ပြီးတော့မှကျွန်တော်ကိုယ့်အတော့ကိုပြန်ရေးတယ်ပေါ့နော်။ဒီမေးခွန်းတွေကိုကြည့်ပြီးတော့မှကျွန်တော်ဒီဒီ essay တွေရေးတယ်။ရေးပြီးတော့ဘာလုပ်လဲဆိုတော့ ChatGPT တွေကိုထည့်ပြီးတော့မှ feedback ပေးငါ့ကို IELTS rubric နဲ့ပေါ့နော်။ငါ့ကို feedback ပေးဆိုပြီးတော့မှပေးခိုင်းတယ်။ ဲ့မှာသူက feedback တွေပေးတယ်မင်ဘာတွေပြင်ရမယ်ဘာတွေပြင်ရမယ်ဘာတွေပြင်ရမယ်အဲ့တိုင်းလိုက်ပြင်တယ်ပြီးရင်ကျွန်တော်သူ့ကိုလည်းမေးတယ်အဲ့ဆိုရင်မင်းပြန်ကောင်းအောင်ရေးပေးဆိုပြီးတော့မှရေးခိုင်းတဲ့ချိန်မှာ तू ကပြန်ကောင်းအောင်ရေးပေးတယ်အဲ့တော့ तू ကဩငါရေးတဲ့ဒီ sentence ကို तू ကဒီလိုလေးပြောင်းလိုက်ရင်ပို့ပြီးတော့ချုံမွေ့သွားတာပါလားပို့ပြီးတော့ကောင်းသွားတာပါလားပေါ့နော်အဲ့လိုမျိုးကျွန်တော်ရသွားတယ်ပေါ့เนาะအဲ့လိုမျိုးနဲ့ကျွန်တော် ChatGPT နဲ့ဒီ IELTS ကိုလုတ်ပြီးတော့မှသွားဖြည့်တယ်သွားဖြည့်တော့လဲ အမ်မစိုးပါဘူးဒီဟိုဟာတို့ဒီ scholarship team ကလိုအပ်တဲ့အမှတ်ထက်ဒီအများကြီးပို့ပါတယ်ပို့ပါတယ်ပေါ့နော်ဒီပြီးတော့လေအားကြောင့်မလို့လေကျွန်တော်ကိုယ့်ရဲ့အင်္ဂလိပ်စာဒီ level ကဒါ advanced ဆိုပြီးတော့မှကျွန်တော်သတ်မှတ်တာပေါ့နော် advanced ဆိုတော့ဒါ CEF မှာဆိုရင်တော့ C1 ပေါ့နော် C1 ရဲ့အထက်မှာတော့ C2 ဒီ proficiency level ဆိုတာရှိသေးတယ်ဒါကတော့ဒါအင်္ဂလိပ်စာတော်တော်ကိုကောင်းတဲ့သူတွေဆိုရင် C2 လောက်အထိရောက်တယ်ပေါ့နော်မြန်မာပြည်မှာလည်းရှိပါတယ်အဲ့ဒီတော့ ဒါကကျွန်တော်အင်္ဂလိပ်စာဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ဒါဒါကျွန်တော်အခုလက်ရှိဒီဒီနယူးဇီလန်နိုင်ငံမှာပေါ့နော်ဒီ Christchurch မှာနေထိုင်ပြီးတော့မှဒီ scholar တယောက်အနေနဲ့ဒါအထိရောက်လာခဲ့တယ်ကျွန်တော်ရဲ့ဒါအင်္ဂလိပ်စာနဲ့ပတ်သက်ခဲ့ရှောက်လန်းခဲ့တဲ့ဒါခီးလန်းတစ်ခုပေါ့နော်ဆက်ပြီးတော့ဘာကြီးလှုပ်ရှင်လဲဆိုရင်တော့ကျွန်တော်ဒါကျွန်တော်လိုပဲဒါမှန်တိုင်းပြောမယ်ဆိုကျွန်တော်ဆိုရင်ဒါဒီ under privileged family လို့ပြောလို့ရတယ်ပေါ့နော်ဟိုလိုအရင် ဒီ bond rich မဟုတ်ဘူးလीเนาะဒီချမ်းချမ်းသာနဲ့မွေးလာတဲ့သူမဟုတ်ဘူးပြီးတော့ဒါပညာရေးကိုလည်းဒီငွေနဲ့ပေးပြီးတော့ဝယ်နိုင်ခဲ့တဲ့သူတယောက်မဟုတ်ဘူးဒါပေမဲ့အဲအိမ်မက်တွေမက်လို့ရတယ်ကိုကဒါပညာရေးတစ်ခုခုကိုအသေးချာချာကြိုးစားမယ်လीဆိုရင်ဒီအိမ်မက်တွေမက်လို့ရတယ်ကျွန်တော်ဘာတွေဆက်ပြီးလုပ်ချင်လဲဆိုတော့ကျွန်တော်လိုပဲဒီဒီဆန္ဒပြင်းပြတဲ့သူတွေပေါ့နော်အိမ်မက်ဆန္ဒပြင်းပြတဲ့သူတွေကိုကျွန်တော်လက်တွဲခေါ်ချင်တယ် ဒါနောက်တစ်ချိန်ကျရင်ကျွန်တော်ဒီဒီ education ဘိုင်းထဲမှာရောကျွန်တော်ဒီကျွန်တော်ရဲ့ဒီမွေရက်မြေလို့ပြောရမယ်ဒီ tourism ထဲမှာရောကျွန်တော်ရှင်းနေမြုံနယ်မှုလုပ်ဖို့အများကြီးကျွန်တော်စဉ်းစားထားတာရှိတယ်ဒီ tourism နဲ့ပတ်သက်လို့ဒီလူငယ်တွေကိုပေါ့နော်ဒါတကယ်ဖြစ်ချင်စိတ်ပြင်းပြတဲ့လူငယ်တွေကိုကျွန်တော်လက်တွဲခေါ်ခြင်းနဲ့ဆန္ဒရှိတယ်ဒီလမ်းပြပေးခြင်းနဲ့ဆန္ဒရှိတယ်ဒါကတော့ကျွန်တော်ဒီအင်္ဂလိပ်စာနဲ့ပတ်သက်လို့ဒါဒီ ပြောင်းလဲလာတယ်ကျွန်တော်ရဲ့ဒီလမ်းကြောင်းနေပေါ့နော်လမ်းကြောင်းနေရဲ့ပြီးတော့ဆက်ပြီးတော့လှုပ်ချင်တဲ့အိမ်မက်တွေကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တကယ်လို့ဒီဗီဒီယိုတွေကနေမှဒါမိတ်ဆွေတို့အတွက်ဒီအချိုးတစ်ခုခုရတယ်ဆိုရင်လည်းဒါကျေးဇူးများကြီးတင်ပါတယ်ကွန်မန့်လေးဝင်ပြီးတော့မှရှင်းသွားပြလို့ရပါတယ်